စစ်အာဏာရှင်တွေနှစ်ပေါင်းများစွာဖျောက်ဖျက်တာကိုခံထားရတဲ့မြမလွတ်လပ်ရေးကြီးညာစာရန်ကိုလက်ရှိအရက်သားတစ်ပိုင်းအစိုးရကလည်းမျက်ကွယ်ပြုနေဆဲဖြစ်တာကြောင့်ရန်ကုန်ကကျောင်းသားလူငယ်တွေဟာကြီးညာစာရန်ဆောင်ရည်တသိန်းကို January 4ရက်နေ့မှာဖြန့်ဝေခဲ့ပါတယ်။လွတ်လပ်ရေးကြီးညာစာရန်ပါနိုင်ငံတော်ဟာဘသူတူတူတယောက်ရဲ့အမွေနဲ့မဟုတ်တမျိုးတစ်ပါးသာအတွက်မဟုတ်ဆိုတဲ့အချက်တွေကိုအများပြည်သူသိစေချင်တယ်လို့ကိုထွတ်အောင်လင်းကပြောပါတယ်။အာဏာရှင်တွေအောက်လွတ်လပ်ရေးကြီးညာစာရန်ပါအခြေခံလွတ်လပ်ခွင့် ရပိုင်ခွင့်တွေဆုံးရှုံးခဲ့တယ်လို့လက်ရှိအစိုးရလက်အောက်မှာလည်းဘာသာရေးအတုံးချတဲ့ပြဿနာတွေမြေယာပြဿနာတွေဟာဒီကျညာစာတမ်းနဲ့လုံးဝဆန့်ကျင်နေတယ်လို့ဆိုပါတယ်ကျွန်တော်လွတ်လပ်ရေးကျင်ညာစာတမ်းမှာပါတဲ့အချက်အလက်တွေကိုကျွန်တော်ပြည်သူတွေကိုပြောပြချင်တယ်ဗျာ။ကျွန်တော်လွတ်လပ်ကျင်ညာပါတဲ့အချက်လက်တွေအရင်ကကောင်းတယ်။နံပါတ်၄လွတ်အပိုက်၄မှာဆိုရင်ကျွန်တော်တို့နိုင်ငံတော်ကြီးကြီးမြေသူတဦးတယောက်ကြီးအမွေနဲ့မဟုတ် အဲ့လိုအချက်တွေကကျွန်တော်နိုင်ငံတွေအရင်ပြီးတော့ကောင်းတယ်နောက်ပြီးတော့ချက်၅မှာပါတယ်ကျွန်တော်နိုင်ငံကြီးကြီးတမျိုးတစ်ပါတာအတွက်မဟုတ်ဘူးလူ့ရေးပြင်ရဆက်လမ်းမှာပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကလိုက်ဖြန့်နေတယ်အဲ့ဒီဟာတွေကိုသိစေချင်တဲ့ဖြစ်ဖြစ်ပဲ ကျွန်တော်လွတ်လပ်ရေးဆိုတာရှိတယ်လွတ်လပ်ခြင်းကဆန်တော့အာနာရှင်အဖွဲ့ဖြောက်ထားတယ်အခုချိန်ထိစစ်တပိုင်းဆိုရရလဲကျွန်တော်တို့ပြန်လဲပေါ်ထုတ်ပေးခြင်းမရှိသေးဘူးဗျလွတ်လပ်ရေးခြင်းကဆန်တိုင်းလုပ်မယ်ဆိုအခုဖြစ်နေတဲ့လူမျိုးရေးဘာသာရေးပြပခတွေနောက်ပြီးတော့ကျွန်တော်တို့ရဲ့မြေသိမ်းညာသိမ်းတွေနောက်ပြီးတော့ခရိုနီတွေကြီးစိုးနေတာတွေနောက်ပြီးတော့ကျွန်တော်တို့နိုင်ငံကိုအနှစ်20လုံးလုံးအုပ်စိုးထားတဲ့အာနာရှင်အစိုးရအတွက်ဒီလွတ်လပ်ခြင်းကဆန်တိုင်းလုံးဝဆန့်ကျင်နေတယ်ဗျရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းနဲ့ Culture Ambassadors Club တို့ကကျောင်းသားလူငယ်၈ယောက်က ရန်ကုန်မြို့လေကောင်ကဘိုးတထောင်၊ကျောက်တန်း၊ဗပေးလန်းမြို့နယ်တွေအပြင်မြို့တော်ခန်းမရှိနဲ့လွတ်လပ်ရေးကြောက်တိုင်ရှိမှဝင်းငှားခဲ့ပါတယ်။နေပြည်တော်မှာဘိုးရှုခံပွဲလုပ်နေတဲ့သမရဦးသိန်းစင်ကိုတိုင်းလွတ်လပ်ရေးနေ့မှာလွတ်လပ်ရေးကျင်းညာစာရန်ကိုတရားဝင်ဖတ်ကြားတင်တယ်လို့ပြောလာသူကနိုင်ငံရေးသိပ္ပံကျောင်းသူငိမ့်ချမ်းမိပါ။မြန်မာပြည်မှာလွတ်လပ်စွာပိုင်ဆိုင်ခွင့်ပညာသင်ကြားခွင့်မရှိသေးသလိုလွတ်လပ်စွာပြောဆိုခွင့်ပေးတယ်ဆိုပြီးဖန်စီရေးယူနေတာကြောင့်လွတ်လပ်မှုဟာအတူရောက်မှာလို့ဆိုပါတယ်။ ဒီနေ့ပေါ့ဘိုလ်ရှုခံအခမ်းအနားကိုနိုင်နေပြီးတော့မှသမရလုပ်တယ်အဲ့ဒီအချိန်မှာဒီဟာရီလွတ်လပ်ရေးကြေညာစာတမ်းကိုသူတို့အနေနဲ့ဖတ်ကြားတင်တယ်လို့ကျွန်မယူဆတယ်ဒါကဘာဖြစ်လို့လဲဆိုတော့တဦးတယောက်တစ်ဖွဲ့တင်ရရေးထားတာမဟုတ်ဘူးကျွန်တော်တို့နိုင်ငံကလွတ်လပ်ရေးစရတဲ့ဟိုကလွတ်လပ်ရေးရတဲ့အချိန်ကခေါင်းဆောင်တွေရောအဲ့ဒီတော့အစားစိုးတော်ကြီးရောအကုန်လုံးပါပြီးဒီစာတမ်းကိုရေးခဲ့တာမြန်မာနိုင်ငံလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတော့အကြောင်းအကြောင်းကိုကြေညာခဲ့တာအဲ့တော့ဒါကိုတရားဝင်လဲထုတ်ပြန်တင်တယ်တရားဝင်လဲဖတ်ကြားတင်တယ်